ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဒီနေ့ hobby channel မြန်မာကနေတစင်ကျွန်တော်ဘွန်ဆိုင်ဆက်မြေအကြောင်းကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ဖန်းနိုင်ဘွန်ဆိုင်ဆက်မြည်အနေနဲ့ဘွန်ဆိုင်စိုက်ပျိုးတဲ့လူတွေရွယ်ကူလင်းမြန်စေဖို့အတွက် ready made ဘွန်ဆိုင်ဆက်မြည်ကိုအဲထုတ်လုပ်ထားတာရှိပါတယ်ရောင်းလဲရောင်းချပေးပါတယ်အဲ့ဒီဘွန်ဆိုင်ဆက်မြည်မှာပါဝင်တဲ့ဟာတွေကတော့ကျွန်တော်တို့မြေရောစာပါမယ်အယိုးမုံပါမယ်နှုံးပါမယ်နောက်တက်နုကြောက်အသေးပါမယ်တက်နုကြောက်အကြီးပါပါမယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်တို့အချိုးစားလိုက်ကျွန်တော်တို့ရောဆက်ပြီးတော့မှအလုံးဒီ၅မျိုးကိုဒီ ပန်းနိုင်ပုံစံစက်မြေအဖြစ်ကျွန်တော်တို့ထုတ်လုပ်ထားတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့မြေဩဇာပေါ့နော်အဲမြေဩဇာကကျွန်တော်တို့ဒီဘောဘောမှုံညက်တဲ့အဆင့်ပေါ့မှုံညက်တဲ့အဆင့်သူကတော့တဘာဝမြေဩဇာကိုကျွန်တော်တို့သုံးထားပါတယ်အဲအယိုးမအယိုးမကလည်းထုံနေတော့မယ်သူကအယိုးကတော့ဘုံပေါင်တာပေါ့အဲကျွန်တော်တို့ဒီကြိတ်ခွဲထားတဲ့ဟာလေးကြီးလည်းရှိပါတယ်ဒီအယိုးမုံကိုအယိုးမုံမဟုတ်ဘဲနဲ့အဲသူကဟောပေါ့နော် အမှုံမဖြစ်တဲ့အဆင့်မှာလည်းသုံးကြပါတယ်ဒါပေမဲ့ တကယ်တကယ်ကတော့ကျွန်တော်တို့ဘုံပေါင်တာ သုံးတာတော့အကောင်းဆုံးပါအဲ့တော့နုံနုံကတော့ကျွန်တော်တို့ကတီးတန့်ပေါ့နော်နုံတီးတန့်နုံတက်တန့်လေးကိုကျွန်တော်တို့ဒီထဲမှာထည့်ဆက်ပြီးတော့ရောထားပါတယ်ပြီးတော့ကျွန်တော်တို့ဒီဒါကတော့တန်နုကြောက်ပေါ့နော်အဲတန်နုကြောက်အသေးပေါ့သူကတော့အဲ3 mm ကနေပြီးတော့5 mm ရှိတဲ့ဒါတန်နုကြောက်ပေါ့နော်တန်နုကြောက်အသေးပါဒါကတော့တန်နုကြောက်အကြီးပါဒါကတော့5 to 8ပေါ့5 mm ကနေပြီးတော့မှ8 mm အထိရှိတဲ့တန်နုကြောက်ဒါအကြီးပေါ့ အဲ့တော့ကျွန်တော်တို့ကဒီ၅မျိုးပါဝင်ပြီးတော့ပန်းတိုင်ဘွန်ဆိုင်ဆက်မြေကိုထုတ်လုပ်ထားပါတယ်ကျွန်တော်တို့ဘွန်ဆိုင်ဆက်မြေဟာဆိုလို့ရှိရင်ဒီ A ဘိုင်းဒေတာတွေရောဒီအပူပိုင်းရောအအသုံးပြုလို့ရအောင်ကျွန်တော်တို့ကဟိုဆက်ဒီအချိုးစားကိုပြောင်းလဲပြီးတော့ဆက်ပေးပါတယ်ဥပမာကျွန်တော်ရန်ကုန်ကမှာတယ်ဆိုရင်ကျွန်တော်တို့အချိုးစားတစ်မျိုးနဲ့ကျွန်တော်ဟိုပေါ့ဆက်ဆက်ပြီးတော့ထုတ်လုပ်ပေးတယ်လို့ဒီတောင်ကြီးတို့မင်းမျိုးတို့တခြားကလေးတို့ကမှာရင်လေကျွန်တော်တို့အချိုးစားတစ်မျိုးနဲ့ထုတ်လုပ်ပေးပါတယ် ။ Now ဒီဘွန်ဆိုင်ဆက်မြေရဆိုလို့ရှိရင်ကျွန်တော်တို့ဟောပေါ့နော်။အိုးပြဘွန်ဆိုင်အိုးပြထဲမှာထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့မှအသုံးပြုလို့ရပါတယ်။တကယ်လို့မဟုတ်ဘူးပေါ့။သူ့ကိုအဲဘွန်ဆိုင်အိုးပြထဲမှာမထည့်သေးဘူးဆိုလို့ရှိရင်တော့သူကနှုံးတန်းတန်းနဲ့ကျွန်တော်တို့ဖွဲပြာနေပဲရောဆက်ပြီးတော့တုံးလို့ရပါတယ်။အဲ့ဒီအချိန်မှာဖွဲပြာကလည်းကျွန်တော်တို့ဖွဲပြာအချိုးစား1နှုံးအချိုးစား2ပေါ့။နော်နှုံး နုံအချိုးစားနှစ်ခုဆိုလို့ရှင်ဖွဲပြာအချိုးစားတစ်ခုနဲ့2 1ပေါ့1 2နဲ့ရောဆက်ပြီးတော့အသုံးပြုလို့ရပါတယ်ခင်ဗျာအဲ့အချိန်မှာသူကဟောပေါ့နော်ကျွန်တော်တို့စပြီးတော့မှ training order ကိုထည့်မယ်အဲအပြင်ကနေပြီးတော့မှအပင်တွေတူးလာတာဖြစ်စီအဲဒါမှမဟုတ်လို့ရှင်လေကျွန်တော်တို့ပြိုးချမ်းနေပြီးတော့ဝယ်ပြီးတော့အမြင့်ဖြတ်မယ်အမြင့်ဖြတ်မယ်နောက်ပင်းစီရှည်တာကိုဖြတ်မယ်ပြီးရင်ကျွန်တော်ကအိုးထဲကိုထည့်မယ် training ပေါ်ထဲကိုစထည့်မယ်ဆိုရင်တော့ကျွန်တော်ကနုံးနဲ့ဒီဖွဲပြားနဲ့ကို ရောဆက်ပြီးတော့သုံးလို့ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာမှကျွန်တော်တို့ဂိုင်းတွေထွက်လာမယ်ပထမဂိုင်းထွက်မယ်ဒုတိယဂိုင်းထွက်မယ်အဲနောက်သူကအိုးပြားတဲ့အထက်ကိုလူလာတဲ့အချိန်မှာကျွန်တော်တို့ဘွန်ဆိုင်ဆက်မြေပန်းနိုင်ဘွန်ဆိုင်ဆက်မြေကိုစတင်အသုံးပြုလို့ရပါတယ်။သူ့ရဲ့အကျိုးကျေးဇူးတော့ဘာရှိမလဲဆိုတော့ကျွန်တော်တို့တဘာဝမြေဩဇာတုံးထားတဲ့အတွက်ကြောင့်မလို့ဟိုဒီအမြင့်မှာပိုးဝင်တာတို့မြောင်းပိုးဝင်တာတို့လုံးဝမဖြစ်နိုင်မင်းနဲ့နောက်ရိုးမုတ်ရိုးမုတ်တုံးထားတဲ့အတွက်ကြောင့်သူကဘာဖြစ်မလဲဆိုတော့အမြင့်အားတန်မင်းပြီးရင်ကျွန်တော်တို့ဒီဟိုပါဘောနော် အရွက်ဒီအရွက်ဒီရဲ့အရွက်ဒီထွက်တဲ့နေရာမှာဂိုင်းလေးဒီအစ်စ်လေးကြီးထွက်တဲ့နေရာမှာစိတ်မယ်ဟိုပေါ့အင်တာနုတ်ခေါ်တာပေါ့နော်ကျွန်တော်တို့အင်တာနုတ်လေးတွေစိတ်မယ်အဲ့လိုအင်တာနုတ်လေးတွေစိတ်မှသာလေဘွန်ဆိုင်ရပို့ပြီးတော့မှအဲဟိုကတက်ကြီးဘူးအနေနဲ့ပို့တူတာပါတကယ်လို့အင်တာနုတ်တွေကအကျဲကြီးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဘွန်ဆိုင်ကိုပြုပြင်ရတာကိုတော်တော်ခဲရင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒါအယိုးမုတ်ထည့်ထားတယ်နုံနုံကတော့ကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်သူအမြင့်နဲ့အမြင့်ရှောက်ဖို့အတွက်နဲ့အမြင့်ပွားများဖို့အတွက်ကိုသူက အဲပါဝင်ရမယ့်ပစ္စည်းပေါ့နော်။နောက်ဒီကြောက်ကလေးတွေကတော့ကျွန်တော်ရေစိတ်ဝင်အားကောင်းအောင်နောက်ကြတော့ရေစုပ်ထားတယ်တက်လူကြောက်ဖြစ်တဲ့အတွက်ကြောင့်ရေစုပ်အားကောင်းတယ်။သူကရေစုပ်အားက35ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိရှိပါတယ်။အဲ35ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းရှိရတဲ့တခါတလေမှာရေမလောင်းမိတယ်ဆိုလို့ရှင်တောင်းမှာဒီကြောက်တရားနေပြန်ပြီးတော့မှရေခိုးရေငွေကိုအမြင့်တရားစုပ်ယူပြီးတော့စားသုံးလို့ရတယ်အဲ့ရဲ့ဟိုပါဘောနော် concept ပေါ့နော်အဲ့ရဲ့ သဘောတရားကိုယူပြီးတော့ကျွန်တော်တို့ဒီ၅မျိုးနဲ့ပန်းတိုင်းပုံစံဆက်မြည်ကိုထုတ်လုပ်ထားပါတယ်ခင်ဗျဟုတ်ကဲ့ဘုံဆိုင်ဆက်မြည်ကိုဘယ်ချိန်မှာစတော့အောင်လဲလို့မေးကြရပါတော့အဲ့တော့ဘုံဆိုင်ဆက်မြည်ကိုကျွန်တော်တို့ခုနကပြောခဲ့တယ်ဘုံဆိုင်ဆက်မြည်ကိုစဘယ်နေရာမှာတော့အောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့အမြင့်တွေပါတယ်ကောင်းပြီအိုးပြားတွေထည့်လို့ရတဲ့အချိန်မှာစတင်သုံးတာတော့အကောင်းဆုံးပဲပေါ့နော်ကျွန်တော်တို့ပထမအဦးဆုံးဒီပြိုးချံရဝယ်လာတဲ့အပင်တွေ ဒီတူးလာတဲ့အပင်ဒီဆိုလို့ရှိရင်ကျွန်တော်တို့အမြစ်ခိုင်မအောင်လို့အမြစ်မွေးအောင်လို့ဆိုပြီးတော့မှကျွန်တော်တို့နှုံးနဲ့ဖွေးနဲ့ရောပြီးတော့သုံးလို့အဆင်ပြေပါတယ်ခင်ဗျာနောက်ဘွန်ဆိုင်ဆက်မြေကိုတက်တန်းမေးတယ်တက်တန်းမေးကြတဲ့အခါမှာကျွန်တော်ဘလို့ပြောလဲဆိုတော့ဘွန်ဆိုင်ဆက်မြေမှာလည်းသူကတက်တန်းရှိပါတယ်ဗျတက်တန်းကဘလို့လဲဆိုတော့ကျွန်တော်တို့အပင်အသေးကြီးပေါ်မှာမူတည်ပြီးတော့တက်တန်းกว่าပါတယ်ကျွန်တော်တို့ဒီလိုဟမ်တစ်ဘွန်ဆိုင်နေမာမေးဘွန်ဆိုင်နေဆိုလို့ရှိရင်ကျွန်တော်တို့အဲ6လကနေတစ်နှစ်အတွင်းမှာဒီ ဟိုပါဗောနော်ဘွန်ဆိုင်ဆက်မြီကိုပြန်ပြီးတော့လဲလှယ်ပြီးတော့အသုံးပြုပေးလို့ရတယ်ဒီသူ့ရဲ့ကြီးတဲ့ဗောရှိုးဟင်းတို့တကယ် Imperial site တွေကကြတော့ကျွန်တော်တို့တစ်နှစ်ဟိုဗော6လအထိကိုကျွန်တော်တို့ကောင်းကောင်းသုံးလို့ရပြီးတော့မှသူကဟိုဘောနော်တနှစ်ထီတော့သူသုံးလို့တော့အဆင်မပြေဘူးပေါ့။ဘာကြောင့်လဲဆိုတော့သူကအပင်ကြီးရဲ့အတွက်ကြောင့်မလို့ဒီအစာဟာရတွေကိုအပင်ကြီးကဟိုပါဗောအပင်ကလည်းကြီးရဲ့အတွက်ကြောင့်မလို့ဒီအစာဟာရတွေကိုသူကနှင်းမြန်စွာဆုပ်ယူပြီးတော့မှသူကသုံးဆွဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ ဘွန်ဆိုင်ဆက်မြည်ကို6လအထိလောက်ပဲသုံးသင့်ပါတယ်တကယ်လို့ဒီဘွန်ဆိုင်ဆက်မြည်ကိုဘယ်ချိန်မှလဲရမလဲမြေဘယ်ချိန်မှလဲရမလဲအိုးဘယ်ချိန်မှလဲရမလဲဆိုတာကတော့အဲသူကဘယ်လိုလဲဆိုတော့အပင်မှာလဲတင်ဂီတာလေးတွေပြတယ်ဘယ်လိုတင်ဂီတာပြလဲဆိုတော့အပင်အရွက်ကလေးတွေဝါလာလာရှိမယ်နောက်အရွက်ကလေးတွေကဟာလာဟိုပေါ့နော်အရွက်ဝါလာတယ်ပြီးရင်သူကမြေကြီးမှာမြေကြီးမှာသူကအမြင်နဲ့ဆိုပြီးဣလာလာမျိုးတွေရှိတယ်အဲ့ဒါကိုတော့ကျွန်တော်ကစိတ်ကြင်နေလို့ခေါ်တာပေါ့သူက အဲမြည်မလဲတာ6လတဟောမြည်မလဲတာတနေ့ကြော်ကြော်လောက်ကြာသွားတဲ့အခါမျိုးမှာသူကဘာဖြစ်လာလဲဆိုတော့ဒီကျွန်တော်တို့ဒီတနုကြောက်ဒီဒီလိုမျိုးပေါ့နော်ဒီဒီဘက်မှာရှိရဲ့တဘာဝမြေဩဇာတွေကတွားပြီးတော့မှရေထွက်ပေါ့မှာတွားပိတ်တယ်တွားပိတ်တယ်နောက်အမြစ်ကလည်းဆွေးတယ်အမြစ်ဆွေးတွေကလည်းတွားပိတ်တဲ့အခါမှာရေကမကြတော့ဘူးရေကမကြတော့ဘဲနဲ့အိုးထဲမှာဘာဖြစ်လဲဆိုတော့သူကရေအီးလာအဲ့ဒါကိုကျွန်တော်ကစိတ်ကိုင်းနေလို့ခေါ်တယ်ပေါ့နော်အဲ့လိုစိတ်ကိုင်းတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်တော့ဘွန်ဆိုင် ဆက်မြူကိုပြန်ပြီးတော့လဲတင်တယ်အဲ့လိုလဲရင်လည်းကျွန်တော်တို့တခုပေါ့နော်အဲဟိုဟာပေါ့ဒါဟိုဟာပေါ့ဒီဒီနေရာမှာကျွန်တော်နည်းနည်းလေးအတိပေးချင်တာပေါ့အတိပေးချင်တာလေးတခုကဘာလဲဆိုတော့အဲ့ဒီဘွန်ဆိုင်ဆက်မြူကိုကျွန်တော်တို့ကစကားနဲ့ချလိုက်ပြီးတော့ဒါမှမဟုတ်ရေစေးချလိုက်ပြီးတော့ဒီကြောက်တွေကပြန်ကြလာပါဒီကြောက်တွေကပြန်သုံးလို့ရတယ်ဒီအဲ additional သုံးခုပေါ့တဘာမြေဩဇာရဲ့တဘာမြေဩဇာရဲ့ကျွန်တော်အယိုးမဟုတ်ရဲ့နုံးရဲ့ဒီသုံးခုထပ်ထည့်ပေးလိုက်ရုံနဲ့ ကျွန်တော်ဘွန်ဆိုင်ဆက်မီကိုအစ်စ်အနေထားအတိုင်းပြန်သုံးလို့ရတယ်အဲ့အလေးကတော့ဟိုကောင်းတဲ့အချက်လေးတစ်ခုပေါ့နော်ကျွန်တော်တို့ဒီဒီဟိုဟာပေါ့တန်နုကြောက်ကိုဒါကျွန်တော်တို့ပြန်ပြီးတော့မှရေးဆေးရေးဆေးပြီးတော့ပြန်ယူမယ်အဲ့ဒါကိုပြန်ပြီးတော့ reuse ပြန်လုပ်မယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ဒါဒီသုံးခုကတော့ကျွန်တော်ဘယ်နေရာဘယ်ဒေသမှာမဆိုဝယ်လို့ရတဲ့အနေထားရှိရတဲ့ကြောင့်မလို့ဒီတန်နုကြောက်လေးပဲကျွန်တော်တို့ကအဲဒီမှာရှားပါတာပေါ့နော်ကျွန်တော်ကလည်းတန်နုကြောက်ကအမှန်တကယ်ဆိုလို့ရှိရင် နိုင်ငံခြားကတွင်းလာတဲ့ဒီအကာဒမားတို့ပန်မိုက်စတူပေါ့နော်အဲအဲ့လိုကြောက်တီကိုကြောက်တီရဲ့အစားပေါ့အသုံးပြုတာဖြစ်ပါတယ်တကယ်လို့အကာဒမားတို့ပန်မိုက်စတူတုံးနိုင်တဲ့လူကလည်းဒီဘက်က၃မျိုးနဲ့ရောဆက်ပြီးရောတင့်တယ်လို့ရောဆက်ပြီးတုံးလို့ရတယ်ဒါပေမဲ့ပို့ပြီးဈေးသက်သာခြင်းနေဆိုရင်တော့ကျွန်တော်တို့ပန်းနိုင်ဆက်မြေကတော့အသင့်ပေါ့ ready made ဘွန်ဆိုင်စွိုင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကျွန်တော်တို့ ready made ဘွန်ဆိုင်ဆိုင်ပေါ့နော်ပန်းလိုင်အထုတ်တဲ့ ready made ဘွန်ဆိုင်ဆိုင်ကိုတုံးပြလို့ရပါတယ်ခင်ဗျာအခု hobby channel မြန်မာရဲ့ဘွန်ဆိုင်ဆက်မြေအစီအစဉ်ကိုအဆုံးထိကြည့်ရှုပေးလို့တည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပန်းလိုင်ဘွန်ဆိုင်ဆက်မြေကိုမာယူခြင်းနဲ့ဆိုရင်ရတော့ WH 6 BH ဆိုပြီးကျွန်တော်တို့ထုတ်လုပ်ထားတာရှိပါတယ်မာယူမယ်ဆိုရင်လည်းအောက်ပါဖုန်းနံပါတ်တရားနေတစ်ဆင့်မာယူနိုင်ပါတယ်ကျွန်တော်တို့ကိုမာယူမယ်ဆိုလို့ရှိရင်အပူပိုင်း A ဘိုင်းဆိုပြီးရောကျွန်တော်တို့ပြော့ပြီးရောမာယူနိုင်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ဘွန်ဆိုင်ချစ်မြတ်နိုးသူများအားလုံး ဘောဆိုင်ပင်ကောင်းများရယူပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်